်မင်္ဂလာပါအားလုံးအခု Hipper Cities အကြောင်းကိုပြောပြပေးပါမယ် Versa ဆိုတာပါလေဒါကအစစ်နားမှာရှိတဲ့အရေးကြီးနေတဲ့အိတ်လေးတစ်ခုပါဒါကအကျွတ်သားနဲ့ကျိုးတွေကိုအယုံမျက်နှာပြင်ပေါ်မှာလွယ်ကူစွာရှော့စီနိုင်အောင်ကူညီပေးပြီးအစီအစေးဖြင့်လှုပ်ဆောင်ပေးပါတယ်လူတယောက်ကအထူးသဖြင့်အစစ်တစ်ခုကိုအလွန်အကျွံအသုံးပြုတဲ့အခါဥပမာအလွန်ကြာရှည်စွာအလန်းလျှောက်ခြင်းတည်ခြင်းရေကူးခြင်းလေကားတက်ခြင်းနှင်းလျှောစီခြင်း ို့မဟုတ်အစ်စ်တစ်ခုမှာထိခိုက်မှုအလေးချိန်တင်မှုမမှန်ကန်တဲ့အနေထားတို့မဟုတ်အစ်စ်ကို ထိခိုက်စေတဲ့မမှန်ကန်တဲ့အနေထားနဲ့အိပ်ဆက်ခြင်းတို့မဟုတ်အဲ့ဒီအစ်စ်နားမှာခွဲစိတ်မှုများလှုပ်ဆောင်ခြင်းတို့ကြောင့် versatile လို့ခေါ်တဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ် versatile ဆိုတာ it is ဆိုတဲ့အနာအစာဖြစ်ခြင်းကိုဆိုလိုတာဖြစ်ပြီးအဲ့ဒီ particular verse ရဲ့အနာအစာဖြစ်ခြင်းကိုဆိုလိုပါတယ်။ဒါဆိုရင်လူနာရဲ့တင်ပြချက်ကဘာဖြစ်မလဲ။ထို့ကြောင့်လူနာဒီလှုပ်ရှားမှုတိုင်းအတွက် ထိုးအစ်စ်ကိုအသုံးပြုသောအခါတွင် နက်နက်စောစောတောင့်တင်ခြင်းသို့မဟုတ်နာကျင်ခြင်းခံစားရလိမ့်မည်ကီလိုယောဂလက္ခဏာတွေနဲ့ဆရာဝန်စီကို လာရင်ကျွန်တော်တို့က ORI စစ်ဆေးပြီးလိုအပ်ရင် MRI scan သို့မဟုတ် cray လိုမျိုး radiology စစ်ဆေးမှုတွေလုပ်ပါမယ်ယောဂကိုချက်ချင်းသိရှိပြီးနောက်မှာတော့ကျွန်တော်တို့ကတင့်ကို နာကျင်မှုကိုတက်တာစေဖို့ non steroidal anti inflammatory drugs ဆိုတဲ့နာကျင်မှုတက်တာစေတွေကိုတောက်ဖို့အကြံပြုပါတယ်အဲ့ဒါက burst အပဝင်းကျင်မှာရောင်ရမ်းမှုကိုလျော့နှဲစေပြီးနာကျင်မှုကိုတက်တာစေပါတယ်အနာယူရန်နှင့်အဆိုပါအစ်စ်များကို အချိန်ကြာကြီးအသုံးမပြုရန်လဲအကြံပြုအပ်ပါသည်ကျွန်တော်တို့ကတင့်ကို crutches လို assist device တွေပေးပြီးအဲ့ဒီ particular အစ်စ်ပတ်ဝန်းကျင်ကကြွက်သားတွေကိုအားကောင်းစေဖို့ twice user ပြီးလှုပ်ဖို့တောင်းဆိုပါတယ်အလွန်ဆိုးရွားတဲ့အခြေအနေတွေအတွက် steroid ထိုးဆေးတွေကိုလည်းရနိုင်ပါတယ် အဲ့ဒီ non surgical ကုသမှုတွေကတင့်ကိုအထောက်ကူမဖြစ်ရင်ဖွဲ့စိတ်ကုသမှုတွေကိုလည်းရနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။